ံရရသက်ပံစီစဉ်3ရဲ့ Grand Final ပွဲစဉ်မှာ နောက်ဆုံးစကားတင်ပြိုင်ပွဲဝင်တွေဖြစ်တဲ့လူလူနဲ့ Le Final တော်တို့ကတယောက်ကိုတချင်း၃ပုတ်စီတီဆို ရှင်ပြိုင်ခဲ့ကြပါတယ်။အကဲဖြတ်တိုင်းတွေအဖြစ်တေးရီစော့ခုစဲ၊နောင်နောင် Sunflower ၊မြင်းမိုးအောင်နဲ့အစိုးရနီနီခင်စော်တို့ကအကဲဖြတ်အမှတ်ပေးခဲ့ကြပါတယ်။အိမ်မက်ဆုံရပြိသက်တယောက်ဖြစ်တဲ့စိုးတမော်သူကတော့ အကောင်းဆုံးဖြစ်ဆိုနိုင်သူကိုသာဆုရစေခြင်းသူပါကျွန်တော်ကတော့ဘယ်လိုပြောမလဲဟိုလူအားပေးတာတဲ့တချင်းကိုအားပေးတာလေဗျာဆက်ခါကြောင့်ဒီညကတို့နှစ်ယောက်မှာဟိုဒီနေ့ အတွက်မှာအကောင်ဆုံးရှင်းပြနိုင်တဲ့သူကတော့အကောင်ဆုံးရလာဖို့ပဲရမယ်လို့ကျွန်တော်ခင်ထားပါတယ်ဟုတ်ကဲ့ဒီလိုနောက်ဆုံးအဆင့်ရှင်းပြမှုမှာကရင်တိုင်းရင်သူ လူလူကဝင်နာဆုရရှိခဲ့ပြီး first runner up ဆုကိုတော့ကချင်တိုင်းရင်သူလက်ဖိုင်နယ်တော်ကရရှိခဲ့တာဖြစ်ပါတယ်ဒီဆိုတဲ့ပညာရပ်ပိုင်းမှာကွာခြားမှုတိတ်မရှိပေမဲ့ပရိသတ်ရဲ့မဲအများအပြားရရှိထားမှုဟာလူလူအတွက်ဆုရဖို့တွန်းအားဖြစ်စေခဲ့တာပါ ဒီတိရဖိုင်နယ်ဆိုတော့တကယ်အဆုံးဖြတ်ပွဲပါပဲအဆုံးဖြတ်ပွဲဆိုတော့ ကလေးတယောက်ကလည်းသူတို့မှာရှိတဲ့အစွမ်းအစာတွေအကုန်လုံးနဲ့ပြင်ခဲ့ကြပါတယ်။အဲအဲ့ဒီထက်မှာဒီနေ့အခြေအနေရတော့မကဲပြတ်တိုင်းဒီမှာအာလေးမှတ်ပဲကြွားပါတယ်။ဒါပေမဲ့ပြိသက်မဲရတော့တော်တော်လေးကြွားပါတယ်ဒီကောက်။ပြိသက်မဲဒီအဓိကကြားတယ်လို့ထင်ပါတယ်။လူလူကိုပြိသက်တွေပြေမဲကလဖိုင်ရက်စားရင်တော်တော်လေးရရင်တော့များပါတယ်။ဒါကြောင့်မလို့ဒီနေ့လူလူကဒီဝင်းနာစုကိုသူရရှိတာဖြစ်ပါတယ်။ ဝင်နာစုရရှိသွားတဲ့လူလူဟာအသက်21နှစ်အရွယ်တက္ကသိုလ်ကျောင်းသူကရင်တိုင်းရင်းသူလေးတယောက်ဖြစ်ပါတယ်။သူဟာဒီလိုစုရသည်ဖြစ်စေမရသည်ဖြစ်စေအမှုပညာလမ်းကြောင်းပေါ်ရှောက်လန်းမှုအစကတည်းကရည်ရွယ်ထားပြီးသားလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ဒီနေ့ဝင်နာဖြစ်ခဲ့တဲ့အတွက်ပေါ့နော်။ဖျားသခင်အရင်လည်းကျေးဇူးတင်တယ်ပေါ့နော်။ပြီးရင်လည်းအာဖုတ်ပေးကြတဲ့ပရိသတ်တွေရော အားလုံးအားလုံးကိုအရင်ပဲကျေးဇူးတင်နေအရင်လည်းပီတိဖြစ်ပါတယ်လို့ရှင်းဆက်ပြီးတော့လူလူအခုလိုအာဝင်နေရတဲ့အတွက်ပေါ့နော်ဝင်နေမရခဲ့လို့ရှိရင်လည်းဒီအမှုပြာလမ်းထဲမှာဆက်ရှောက်မှာပါ အခုလည်းအမှုပြာလမ်းမှာပဲဆက်ရှောက်မှာပါဟုတ်ကဲ့ဒါဟာ graphite နဲ့ပြိုင်ပွဲဖြစ်တဲ့အပြင်ဖျော်ပြေးရေးအဖြစ်နီနီခင်စောအောင်ထက် David Line နဲ့အိမ်မက်စုံရံ season 3နောက်ဆုံးအဆင့်ပြိုင်ပွဲဝင်6ရောက်တို့ကလည်းတီးဆိုဖျော်ပြေးပေးခဲ့ကြပါဗျ။